ဟယ်လိုအလုံးပဲမင်္ဂလာပါအာဒီနေ့ကျွန်တော်တို့အာ sport channel နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်အာဒီနေ့ကျွန်တော်တို့အာ premier league ပွဲစဉ်ရှစ်အာဆင်နယ်နဲ့ဖူဟန်တဲ့ရဲ့ပွဲစဉ်လေးကိုကျွန်တော်တို့ဒီဆွေးနွေးတုံ့ပြန်ပေးချင်ပါတယ်အာ premier league ပွဲစဉ်ရှစ်ဖြစ်တဲ့အာဆင်နယ်နဲ့ဖူဟန်တဲ့ရဲ့ပွဲစဉ်မှာတော့ဒီအာတို့နဲ့တင်းရဲ့ hub to hub ပြဆိုမှုနောက်ဆုံး၅ချိန်ပြဆိုမှုမှာကတို့ကဒီရလကအာပြတ်သားလေးမရှိဘူးတို့ကဒီ အဲ့ဒီနဲ့တင်ကသူတို့ကပ်ပြီးနိုင်တဲ့အနေထားပေါ့နော်ဒီပြီးလို့ရှင်သူကဒီဒီအတင်းကအာလန်ဒန်မြို့ခံတိုင်ခက်တွေဖြစ်တဲ့အတွက်သူတို့ကတကယ်တိုင်သူတို့ရဲ့တွေ့ဆုံမှုတိုင်းမှာသူတို့အာပြန်ဆိုင်မှုကပြင်းထန်တယ်ပြီးလို့ရှင်သူတို့ရဲ့ဒီဘယ်လိုပြောမလဲသူတို့ကဒီဘယ်လိုပြောမလဲအာဆန်နယ်နဲ့ဒီဖူဟန်ကသူတို့ရဲ့ဒီကစားသမားစုဖွဲ့မှုကစားသမားရဲ့အတင်းရဲ့အင်အားတွေပေါ့နော်ကစားသမားအင်အားတွေကကွာကွာပေမဲ့သူတို့ကသူတို့ကတွေ့ အာသူတို့ကတွေ့ဆုံမှုတိုင်းမှာသူတို့ကတကယ်ပြန့်ထန်တယ်အပြီးလို့ရှိရင်အာဖူဟန်ဆွေအခုနောက်ဆုံးအာနောက်ဆုံးပရီးမီယာလိငါးပွဲမှာကသူကဒီဆုံးမနှစ်ပွဲတွေ့ထားတယ်ဆုံးမနှစ်ပွဲတွေ့ထားတော့အဖူဟန်ကလည်းတကယ်အာဆင်နယ်အတွက်တော့ဖူဟန်ကလည်းတကယ်ခက်ခဲတဲ့တိုင်ဖက်အာပြန်ဖက်တင်းတင်းဖြစ်တယ်ပေါ့နော်အာခက်ခဲတဲ့တိုင်ဖက်ဖြစ်တယ်ပြီးလို့ရှိရင်အာဆင်နယ်ကဒီ အာသူတို့ရဲ့ပုံစံကောင်းကိုသူတို့ဆက်လက်ပြီးမှထိန်းနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ပြီးဆိုရင်သူတို့ကဒီပရီးမီးယားလိငါပွဲဆက်တိုက်သူတို့အခုနောက်ဆုံးငါပွဲမှာသူအာဆင်နယ်ဆုံးပွဲမရှိဘူးအကောင်းဆုံးသူတို့ကအတင်းမွားကောင်းကောင်းနဲ့သူတို့ကစားတယ်ပြီးလို့ရှိရင်သူတို့ကဒီလိုအပ်ချက်သူတို့အာဆင်နယ်ကလိုအပ်ချက်ကမရှိတလောက်ပဲတိုက်စစ်မှာအဘိဒါယောက်ကကနည်းနည်းလေးကိုးသွန်းနိုင်လို့ရှင်တော့တော်တော်လေးကိုပြည့်စုံတဲ့အတင်းအတင်းလို့ကျွန်တော်ပြောလို့ရပြီဒါပေမဲ့ဒီလောလောဆယ်က အာဘီတာရောက်ခဲ့ကလည်းကိုကဒီတဲမှာရောက်ခါစားဆိုတော့သူ့မှာဒီ loss ရဲ့ဒီအာအဝင်ကွန်ကြမှာဖြစ်ပင်းနဲ့ loss ရဲ့သူယုံကန်နေရတာပေါ့နော်ယုံကန်နေရအနေထားမှာပဲရှိသေးတော့သူတို့ကဘီတာရောက်ခဲ့ဒီအောက်ထက်ကိုပဲညီခိုးမှာကစားတဲ့အတင်းတော့မဟုတ်ဘူးသူတို့ကအာဆနယ်ကသူတို့ကဒီဘဲလက်ညီတယ်သူဆေးနောက်လည်းအကုန်ညီတယ်ပြုရှင်သူလွယ်အားလည်းတောင်းအာသူတို့ကလွယ်အားလည်းတောင်းတင်းတယ်လွယ်အားတကယ်တောင်းတင်းတယ်အနေထားရှိတယ်အဲ့ဒါဆိုတော့သူက နာကွန်လဲမှာကြည့်မလားပြောဆရာမလို့ရှေ့မှာကြည့်မှာပြောဆရာမလို့နောက်မှာလည်းတကယ်ကပအဆင်နှမ်းရှိတဲ့တကယ်နောက်တန်းနေရှိတယ်အဲကြောင့်အာဒီနေ့ဒီဖူဟာနဲ့အာဆင်နယ်ပွဲမှာလည်းအာဆင်နယ်ကပဲဒီဆက်လက်ပြီးမှအနိုင်ရရှိသွားမယ်လို့ကျွန်တော်မြင်နေပါတော့အာဒီပွဲမှာဒီအာဒီပွဲကလည်းတကယ်ကြီးကောင်းမယ်ဒီလန်ဒန်တိုင်ဖက်တွေဖြစ်တဲ့လန်ဒန်တိုင်ဖက်တွေဖြစ်တဲ့မိသူတို့ဒီပွဲအရင်ကြီးကောင်းမယ်အာပြန်ဆင်မှုပြင်းထန်တယ်အဲကြောင့်ဒီဖူဟာမှာကဒီ အာဘဝနိဗ္ဗာန်မှာကိုဆေးပါမကိုဆေးပါကြာတော့တူတကယ်အတုအတင်းကိုရှိတဲ့လွင်အားနဲ့အကောင်ဆုံးတူအာတင်းမအကောင်ဆုံးလေးတူလုံးနိုင်တယ်အဲအကြောင်းဒီအာအာဆင်နယ်အတွက်သူတို့တွေ့တိုင်းမှာသူအာအာဆင်နယ်အတွက်ခက်ခဲတဲ့ပြိုင်ဖြစ်ဖြစ်ပါဘောနော်အာပြီးလို့ရှိရင်အာအာဆင်နယ်ကဒီအထောင်တိုင်းစီမှာဆော့တယ်ဘီတာယော့ခရက်ကတူတကယ်ခြေစွန်းပြနိုင်မယ်ကိုးသွင်းနိုင်မယ်ဆိုရင်အာဆင်နယ်အတွက်ပေတိုင်ဖြစ်မှာဆိုနိုင်ဖို့က အမခက်ဘူးသူတို့ရရှိဖို့အမခက်ဘူးအဲအကြောင်းသူတို့အာဆင်နယ်နဲ့ဒီနေ့ပွဲမှာလည်းအာဆင်နယ်ဆက်လက်ပြီးမှအာပရီးမီယာလိရဲ့စန်းချင်းသူတို့ရဲ့နိုင်ပွဲဆက်တဲ့စန်းချင်းကိုဆက်တဲ့ထိန်းသိမ်းရဲ့နဲ့သူကဆက်ပြီးမှနိုင်မယ်ထင်တယ်။အာပြီးလို့ရှင်သူတို့ကဒီပရီးမီယာလိမှာလည်းသူကဒီနှစ်မှာတကယ်အာချန်ပီယံဖြစ်နိုင်တဲ့တကယ်ညော်အညော်ညော်လင်းရအောင်အတင်းတင်းဖြစ်နေရှိတယ်။ပြီးလို့ရှင်ဒီနှစ်မှာအာရေပန်းအဆအဆုံးမှာလည်းဟိုအာဆင်နယ်အပါတယ်ဆိုတော့သူတို့ရဲ့ဒီအာသူရဲ့ပွဲစဉ်တိုင်းပွဲစဉ်တိုင်းဟာသူတို့တကယ်ကို အအောင်ဆိုင်ရမယ်သူတို့တည်းအရန်အရေးကြီးတယ်အဲကြောင့်ဒီနေ့ပွဲလဲတကယ်လန်ဒန်မြို့ခံတိုင်ဖက်ဖြစ်နေပါစေသူတို့ကအကောင်းဆုံးနဲ့ဒီပွဲကိုလဲနိုင်အောင်တို့ကြိုးစားမယ်နိုင်အောင်ကစားနိုင်မယ်လို့ကျွန်တော်လည်းလည်းယုံကြည်တယ်အဲကြောင့်ကျွန်တော်ဒီရလကတော့ရလကကျွန်တော်ရင်တော့အများကြီးပြတ်သားမယ်လို့မထင်ဘူးရလက2 1 2C လောက်နဲ့တော့ပြတ်သွားမလို့ထင်တယ်။အာ2 1 2C အဲ့လောက်ရနေတဲ့တော့ကျွန်တော်တို့ဒီပွဲကပြီးသွားမလို့ထင်တယ်။အာ Arsenal ပြိတက်တွေဒီပွဲမှာကိုအားပေးတဲ့အသင်းကဘလောက်နဲ့ ပွဲပြီးသွားမယ်ပွဲရက်လက်ကဘလောက်နဲ့ပွဲပြီးသွားမယ်ဆိုတာအာဆင်နယ်ဖန်တွေကျွန်တော်ရဲ့ဒီဗီဒီယိုအောက်မှာ comment မှာအဝေးရောက်ခမမေးလို့ရပါတယ်ဆွေးနွေးလို့ရပါတယ်ပြီးလို့ရှင်တဲ့အခုကအာဆင်နယ်ကဒီလောဆာပရီးမီယာလိနောက်ဆုံး၅ပွဲမှာဆုံးပွဲမရှိတာဆိုတော့သူတို့ရဲ့စံချင်ကောင်းကိုဆက်လက်ထင်းထင်းရဲ့နဲ့ ဒီဘက်လည်းအကောင်းဆုံးသူတော့အနိုင်ရဆောင်အစားသွားမယ်လို့ကျွန်တော်တို့ယုံကြည်တယ်။အဲကြောင့်ကျွန်တော်ဘောလုံးချစ်ပရိတ်တဲ့အလုံးကဒီဘက်လည်းကျွန်တော်ဘလိုရလာနဲ့ပြီးသွားမယ်ဆိုတော့ကျွန်တော်ဆက်လက်ပြီးမှကြည့်အောင်နော်။ Okay အဲဆိုတော့ကျွန်တော် Arsenal နဲ့ Fulham အတင်းရဲ့ပွဲအပွဲကြော်သုံးမှတ်ချက်လေးကိုဒီမှာပဲကျွန်တော်အဆုံးသတ်ချက်ပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပိတ်တတ်တဲ့အလုံးကျွန်တော်နဲ့အတူဝေဖန်သုံးသပ်လို့ရပါတယ်ကျွန်တော်ရဲ့အားနဲ့ချက်အားသာချက်လေးတွေကျွန်တော်ကိုထောက်ပြပေးလို့ရပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်နောက်မှပြန်ဆုံးကြမယ်နော်